Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အသင်းရဲ့သတင်းတောက်ချောက်ထွက်နေတဲ့ Tyson Mu Fit to Victor Gyokeres နဲ့ပတ်သက်လို့ Fabrizio Romano update လုပ်ထားတာလေးတွေသူပြောထားတာလေးကျွန်တော်ရှိတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြည့်အောင်ပါ။ Romano ပြောတဲ့ report မှာ Victor Gyokeres ကဘယ်တော့လာမယ့် New Year ဒီအပြောင်းရွှေ့မှာ Sporting Lisbon ကနေပြီးတော့ပြောင်းရွှေ့ကြီး Euro 60နဲ့65တန်းဝန်းကျင်ကဝန်းကျင်လောက်နေပဲ။ ထွက်ခွာနိုင်နေပေါ့နော်ပရီးမီးယားလိဂ်ကလပ်တင်းနေရဲ့ဘက်ကတော့အင်မတန်စိတ်ဝင်စားနေကြပြီးတော့ပရီးမီးယားလိဂ်ဒီဗီတာဂူခရက်စ်ရဲ့ပေါ့နော်ကျွန်တော်ကကစားတဲ့နောက်ထပ်နေရာဖြစ်လာနိုင်နေပေါ့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်တော့ပရီးမီးယားလိဂ်မှာရှိတဲ့အာဆင်နယ်တို့မန်ချက်စတာယူနိုက်တက်တို့ကဗီတာဂူခရက်စ်နဲ့ပတ်သက်ပြီးတော့တအားကိုစိတ်ဝင်စားနေကြတယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဗီတာဂူခရက်စ်ရဲ့ကျွန်တော်နောက်ကစားမဲ့နေရာကပရီးမီးယားလိဂ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတာပဲ ဒီထဲမှာမှာပရီးမီးယားလိဘယ်အသင်းလဲဆိုတာပဲကျွန်တော်ကြည့်ရတော့မှာတေချာပေါက်ကတော့သူ့ကိုပရီးမီးယားလိမှာမြင်ရတော့မယ်ဆိုတဲ့ပုံစံမျိုးပဲဒါစီဆဲလို့ရှားရပါဒါစီဆဲလို့ရှားရပါကိုရီကလည်းအဲနီးပြဖြစ်တဲ့ရူဘင်အမိုရီနဲ့ဟိုတီတီရဲ့မလားသူတို့တွေကဒီအတူလက်တွဲခဲ့မှုတယ်ဆိုတဲ့အခါကျတော့ဗျာ okay ယူနိုက်တက်ကို ရောက်လာမလားပါမလားပေါ့နော်ဗီတာဂူဂရက်စ်ကသူကရှင်းနေဗျာကျွန်တော်တို့လွန်ခဲ့တဲ့တလားလောက်တုန်းကထင်ပါတယ် Champions League ဝင်ခွင့်ရတဲ့အသင်းကိုပဲပြောင်းကျင်နေဆိုပြီးတော့ report တွေတော့ချောက်တွက်လာတယ်ဒါကလည်းကစားမကူအပြစ်သွားပြောလို့မရဘူး သိတယ်မလားကစားမားတွေကပူပြီးရည်ရွယ်ချက်ကြီးကြီးမားမားထားတော့မဲ့အချိန်မျိုးပြဘယ်သူမှပြိုရင်းပျက်စီးနေတဲ့နေရာကိုလာကျင်တာမဟုတ်ဘူးဆိုတော့လက်ရှိ Sporting Lisbon မှာဆိုလို့ရင်သူတိုက်တယ်တွေရတယ်ဖလားတွေရတယ် Champions League တွေအမြဲတမ်းကစားခွင့်ရတယ်ဆိုတော့နောက်ထပ်ပူပြီးတော့ဗောနောကျွန်တော် challenging ဖြစ်မဲ့နေရာကိုပြောင်းတော့မဲ့အချိန်မျိုးမှာ Champions League ဝင်ခွင့်ရတဲ့အသင်းကိုသူပြောင်းကျင်မှာပဲ Arsenal နဲ့ Manchester United ကတကယ်ရှင်းခွင့်ရင်ကိုရီအတွက်ရနိုင်တဲ့လမ်းကြောင်းကတိတ်မရှိဘူး ဒီလေရန်နိုင်တဲ့လမ်းကြောင်းကတိတ်မရှိဘူးဒီနေရာမှာကျွန်တော်တို့အတွက်ရှင်းဟိုဟိုအခွင့်အရေးရှိတာဆိုလို့လာစာများများပေးနိုင်တဲ့ဟေးဒါပဲရှိတာဒါတော့မှအတင်းဘက်ကကစားမားတွေအတွက်ပေါ့နော်ဟိုလောက်ခလာစာပေးတဲ့ structure တွေပြောင်းလဲဖို့ရှိနေတယ်ဆိုတာကိုကျွန်တော်ကြည့်ရင်ကိုရီတွေ chance ကလည်းအလောက်ကရှိမနေပြန်ဘူးလာစာကိစ္စနဲ့ကြည့်ပြန်တော့လေဒါကြောင့် Manchester United အတွက်ရှီရိုပါလိဖလားကိုရပြီးတော့ Champions League ဝင်ခွင့်ရဖို့ဒီ imminent အရေးကြီးတယ်နော် imminent အရေးကြီးတယ်ဒါမှတခြားအသင်းတွေနဲ့ကျွန်တော်ကပြိုင်ခွန်နိုင်မှာ ဒါတောင်မှနော်သူများအသင်းတွေက stable ဖြစ်ပြီးတော့ပိုကောင်းတဲ့ပြည်တယ်မလားအချိန်ဒီရောက်ဖို့အတွက်ကျူးပန်းနေတဲ့အချိန်မှာကိုရီးယားလုံးဝပြိုရင်းပျက်စီးနေတာဂျီရိုပါလီဖလားရလို့ဆိုပြီးတော့နောက်ရာသီပရီးမီးယားလိကအော်တိုကောင်းလာမှကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့နွေရာသီပြောင်းရွှေ့မှလူစရင်ဖြစ်တဲ့ယာရီကတော့ပို့ပြီးတော့အတကိုရီးတွေအားသာချက်ဖြစ်လာနိုင်တယ်ဒါကြောင့်ဘောတော့ကျွန်တော်ပရီးမီးယားလိမှာကိုရီးဖြစ်ပျက်နေတာတွေကဘယ်သူမှပြောင်းလာခြင်းသိရှိမှာမဟုတ်ဘူးအဲ့တော့ Gyurus နဲ့ပတ်သက်ပြီးတော့လေယူရိုတန်း60 65တန်းလောက်နေတဲ့ ပြောင်းနိုင်မယ်ဆိုတာမျိုးကတော့မစိုးလို့ကျွန်တော်ထင်နေပေါ့နော်ဒါပေမဲ့တခုရှိတာကဘယ်သူကမှမန်ချက်စတာယူနိုက်တက်ကိုစောင့်မှာမဟုတ်ဘူးဒီလားအကယ်လို့ဂေဂရက်ဆိုအာဆင်နယ်လိုချင်နေဆိုအာဆင်နယ်ကချက်ချင်းခေါ်သွားမှာပဲအာဆင်နယ်ကချက်ချင်းခေါ်ဖို့ကြိုးပမ်းသွားမှာပဲကျွန်တော်တို့လက်ရှိအဲချယ်ဆီကခေါ်သွားတဲ့ဂျူဗနီကွင်တာကိုကျွန်တော်ကြည့်ကြည့်ဒီလားကွင်တာကလည်းယူနိုက်တက်ကိုစောင့်မှာမဟုတ်ဘူးနော်ဆပိုတင်းလစ်ဘွန်ကလည်းယူနိုက်တက်ကိုစောင့်မှာမဟုတ်ဘူးဒီလားကိုသင်းတဲ့ကိုလဲပက်နေကြတာဗျချယ်ဆီကလည်းသူတို့လိုချင်တဲ့ကစားမဆိုလို့ချင်းခေါ်သွားမှာပဲတခြားအသင်းတွေရဲ့ဘက်ကလည်းသူတို့လိုချင်တဲ့ကစားမဆိုချက်ချင်းခေါ်သွားမှာပဲ ကိုရီနဲ့ဘလောက်ပဲသတင်းတွေနဲ့ထပါတော့ကုညာကုညာနဲ့ကျွန်တော်တို့ကြောက်သတင်းတွေထွက်နေတယ်ဒီတိုင်းပဲဘသူကမှယူနိုက်တက်ကိုစောင့်မှာမဟုတ်ဘူးဒါသိကြတယ်နော်ဟိုလူလူပြောမလဲဒီကုညာတို့ဘာလို့ဘက်ကကြည့်နေလဲပဲသူ့အတွက်ပုံမှန်ပွဲထွက်ခွင့်လည်းကျွန်တော်ရနိုင်တယ်ဖလားတွေလည်းရနိုင်ခြင်းရှိတယ်ဒါပြင်ချန်ပီယံစ်လိလည်းကစားရတယ်လစာကန်လန်းမှုကလည်းကောင်းနေဆိုတဲ့အသင်းမျိုးကကန်လန်းလာရင်ဖို့ဘက်ကပြီးတော့မင်းလိုက်သွားမှာပဲဘသူမှယူနိုက်တက်ကိုစောင့်နေမှာမဟုတ်ဘူးဗျာကျွန်တော်တို့ကလည်းရှိအပြောင်းအရွှေ့မှာနောက်ကျလွန်းနေပြီ နော်အပြောင်းရွှေ့ကဖွင့်တော့မဖွင့်သေးဘူးဆိုရင်နောက်ကျလုံးနေပြီသူများအသင်းတွေကလိုတဲ့နေရာတွေကိုအတီးတီခေါ်ပြီးနေပြီတော့ကိုရီးယားအခုချိန်ထိယူရိုပါလိမကန်သေးတဲ့ခါကျတော့ဟူယောင်ယောင်တီယောင်ယောင်ယူရိုပါလိဖိုင်နယ်ရမှပါညာဆိုတဲ့အကြောင်းပြချက်နေနေကျွန်တော်တို့ကနှီးကွေးနေတာအလောက်ကဘာမှမလုပ်နိုင်ဘူးဖြစ်နေတာဒါကြောင့်ဘောနော်လက်ရှိဂိုကရက်စ်တို့ဘာလို့ဆိုလဲဒီတိုင်းပဲယူရိုတန်း60 65တန်းလောက်နေပြောင်းနိုင်တယ်အဲမျိုးလိုမန်ချက်စတာယူနိုက်တက်ကိုဘယ်သူမှစောင့်မှာမဟုတ်ဘူး နော်ကိုရီက final ပြီးမှ final ပြီးမှဆိုရင် final ပြီးတဲ့နဲ့ချက်ချင်းမင်စာကျူတွေပါချုပ်လက်မှတ်တွေပါထုတ်ပြီးတော့ခေါ်သွားနိုင်မှာမဟုတ်ဘူးပြီးတယ်မလားအဲ့ဒီတန်း60တင်းဘာနဲ့ဆွေးနွေးရအောင်မနဲ့ကစားသမားကရောလာခြင်းပါမလားပုံကိုယ်ဆိုင်ရာသဘောတူညီမှုတွေကရောရပါမလားနော်ကစားမအတွက်အကျိုးမြတ်တွေကရောဘယ်လောက်ရှိမှလဲကစားမကောက်တကယ်ပြောင်းခြင်းသလားတခြားဘယ်သီးနဲ့ပြိုင်ခေါ်အောင်မလဲကျွန်တော်မှတိုင်မှုတွေရှိတယ်ဒါပေမဲ့တေချာတာတစ်ခုကတော့ပရီးမီးယားလိမ်းမှာဂီဂရက်စ်ကိုအများကြီးတွေ့ရဖို့ရှိတယ်ကိုရီးယားဘက်ကယူရိုတန်း60 65တန်းတုံပြီးတော့ တကယ်အခြားအသည့်နဲ့အပြိုင်ခေါ်နိုင်ပါမလားဆိုတာပဲကျွန်တော်ကြည့်ရတော့မယ်။ဆိုတော့အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်တယောက်တည်းအမြင်ရပါလိမ့်ကျွန်တော်ကျွန်တော်စိတ်တိုင်းကြရဆိုလို့ရှိရင် Gilchrist တပူကောင်းတဲ့ကစားသမားကိုကျွန်တော်လူကျင်တာပြသေးလား။အတင်းမှာလေလက်ရှိမှာတိုက်စစ်မှုကောင်းမှာတယောက်နဲ့မလောက်ဘူး။ဘာလို့လဲကျွန်တော်တို့မှာအရန်ကောင်းကောင်းမရှိလို့ပဲ။ Resman White လည်းအရန်ကောင်းကောင်းမဟုတ်ဘူး။ Zigzy ဒီအရန်ကောင်းကောင်းမဟုတ်ဘူး။ Zigzy ဆိုတာက နေရုနဘတံမှာကစားလို့တော့ကောင်းတယ်ဒါပေမဲ့လို့ဂိုးသွင်းနေတဲ့ပလီယာမျိုးမဟုတ်ဘူးကျွန်တော်တို့ဒီဂိုးသွင်းကောင်းတဲ့ကစားမှာ2ရက်လောက်ကိုကျွန်တော်လူတာလောဘကြီးတာမဟုတ်ဘူးเนาะ2ရက်လောက်ကိုကျွန်တော်လူတာဆိုတော့အတင်းတော့ဗီတာဂူဂရက်ကဂိုးသွင်းနေဆိုပေမဲ့လို့ဗျာအများအပြားကပင်နေဒီတွေကနေသွင်းနေတာဒါကြတာကျွန်တော်ကြည့်ပုံရပါတော့အများအပြားပင်နေဒီတွေကနေကျွန်တော်တို့ဂိုးသွင်းနေတာဒီထက်ပိုကောင်းတဲ့တိုက်စီမှုကျွန်တော်လူပါတယ်เนาะဘသူပဲဖြစ်ဖြစ်ဗျာเนาะဂူဂရက်တပူကောင်းတဲ့တိုက်စီမှုကျွန်တော်လူတယ်ဂူဂရက်ဒီ အတင်းမှာအားကိုးရနိုင်စွမ်းရှိတဲ့ပလေယာတစ်ယောက်ဖြစ်လာမှာတော့အသေးကြပဲ။ဒါပေမဲ့လို့ပေါ့နော်။ twin go နဲ့ပတ်သက်လို့ရှိရင်သူကပင်နေတီတွေကများနေတာဗျာ။ geograph တဲ့ပူကောင်းတဲ့တိုက်စစ်မှုကိုကျွန်တော်ခေါ်နိုင်မှရမယ်။ဒါတော့မှတိုက်စစ်မှုတက်ရောက်နေတယ်ကျွန်တော်မလောက်ဘူး။တိုက်စစ်မှုတက်ရောက်နေတယ်ကျွန်တော်မလောက်ပါဘူးနော်။ဆိုတော့ညီကလို့နေနေရော geograph ကိုအတင်းဘက်ကခေါ်ဖို့အတွက်ကြိုးပမ်းမယ်ဆိုရင်ကစားမကလာလိမ့်မယ်လို့ညီကလို့ထင်ကြလား။ဆွေးနွေးကြပါဦး။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။